100% scholarship ယူပြီးနိုင်ငံတကာမှာကျောင်းတက်နိုင်မယ်အခွင့်အရေး language school visa နဲ့ထိုင်းနိုင်ငံမှာသွားရောက်နေထိုင်နိုင်မယ်အခွင့်အရေးဒီအခွင့်အရေးတွေကိုရယူဖို့အတွက် EduPro မြန်မာကဦးစီးကျင်းပတဲ့ education fair မှာလာရောက်လေ့လာဖို့အတွက်ဖိတ်ခေါ်ကြပါတယ်ဒီ education fair ကို2025ခုနှစ်မေလ31ရက်နေ့စနေနေ့မနက်ဖြန်အမျိုးသားကားစေရုံမှာကျင်းပသွားမှာပဲဖြစ်ပါတယ် ဒီ education fair မှာထိုင်းနိုင်ငံအိန္ဒိယနိုင်ငံနဲ့မြန်မာနိုင်ငံမှာရှိတဲ့ထိုက်တန်းတက္ကသိုလ်တွေအပြင် international school တွေပါပါဝင်သွားမှာဖြစ်ပါတယ်ကိုယ်တိုင်ကျောင်းတက်ချင်တဲ့သူတွေမိမိသားတွေသမီးတွေကိုကျောင်းအပ်ချင်တဲ့မိပါတွေ ကျောင်းအောင်ကိုလာရောက်စုံစမ်းခြင်းနဲ့မိဘတွေဆရာဆရာမတွေအနေနဲ့ဒီ education fair မှာလာရောက်လေ့လာနိုင်ပါတယ်။ထိတ်တန်းတက္ကသိုလ်ရဲ့ professor တွေ lecturer တွေကိုယ်တိုင်ကလာရောက်ပြီးတော့အခမဲ့ဆွေးနွေးပေးတော့မှာဖြစ်တဲ့အတွက် consultation ရလို့တဲ့ကျောင်းသားတွေမိဘတွေအနေနဲ့လက်မလွတ်တဲ့အခွင့်အရေးတစ်ခုပဲဖြစ်ပါတယ်။ဒီပွဲကိုလာရောက်လေ့လာသူတွေထဲကမှကန်တူးရှင်တူဦးကတော့ဗန်ကောက်မြို့ကိုအသွားပြန်လေရင်လက်မှတ်ကိုလည်းရရှိအောင်มาဖြစ်ပါတယ်။100% scholarship အကြောင်းလေ့လာခြင်းရင်အခမဲ့ပညာရေးဆွေးနွေးမှုတွေလုပ်ခြင်းရင် Lucky Draw အစီအစဉ်လေးကိုခန်းစားခြင်းနဲ့ဆိုရင်တော့ Edu Pro မြန်မာကဦးစီးခြင်းပါတဲ့ Education Fair ရှိနေပါပြီ။ဒီ Education Fair ကိုမေလ31ရက်နေ့စနေနေ့မနက်9:00နာရီကနေညနေ9:00နာရီအထိအမျိုးသား90ရုံမှာကျင်းပတော့မှာဖြစ်တဲ့အတွက်ဆက်ဆက်လာရောက်ကြဖို့အတွက်ဖိတ်ခေါ်ခြင်းပါတယ်။